အားလုံးပဲမင်္ဂလာပါအပါဆရာကြီးမင်းတကာတွေ့ဆရာမထောင်းမော်ရီကိုတိုင်းမှာဖြစ်ပါတယ်မိသီးနေသားသမီးဆိုဖွားစာတာရီလိုက်အိမ်တော်ရေးကံကိုပြပြပေးမှာဖြစ်ပါတယ်ဟောအမျိုးသမီးအတ္တိပတိဘွားတွေဟာမိသီးနေသားသမီးဆိုအတ္တိပတိဘွားအမျိုးသမီးတွေဟာအပြိုကြီးကံနဲ့လာတဲ့သူတွေဖြစ်ပါတယ်အပြိုကြီးဖြစ်တတ်ပါတယ်ဟောလက်ရှိမှာမိမိတို့ကအိမ်တော်ရှင်တွေဖြစ်နေမယ်ဆိုရင်မိမိရဲ့အိမ်တော်ဘက်ပေါ်ကိုအားမကိုရပဲနဲ့ကိုတူးကိုချိုကိုကိုကိုအားကိုကိုဝတ်တတ်ပါတယ် ိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်သက်ကြာလာတာနဲ့အမျှစိတ်ကုန်တတ်ပါတယ်အဲ့တော့အိမ်တော်ရင်းမှာအိမ်တော်သက်ကြာလာမယ်ဆိုရင်မိမိတို့ဘာသာရေးဘက်ကိုစိတ်ပါသွားတတ်ပါတယ်တရားဓမ္မဘက်ကိုစိတ်တွေပါသွားတတ်ပါတယ်အဲ့တော့အမျိုးသမီးမိန်းကလေးတွေအထုံးမွားတိုက်ပွားအမျိုးသမီးတွေဟာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အသက်ကြီးမှအိမ်တော်ကြာတတ်ပါတယ်အိမ်တော်ကြီးကကောင်းတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ရာဇာပွားမရဏပွားအမျိုးသမီးတွေဟာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြုသိ ပြုထိုက်တဲ့အရွယ်မှာအိမ်တော်ပြုမယ်ဆိုရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစေမှာဖြစ်ပါတယ်ပျော်ရွှင်စေမှာဖြစ်ပါတယ်အိမ်တော်ကြီးကံကောင်းစေမှာဖြစ်ပါတယ်အော်ရာဇာဘွားမိဒီနေသားလိုမျိုးစုံယောက်ျားလေးတွေဟာအမျိုးသားတွေဟာလူပြိုကြီးကံတဲ့လာတဲ့သူတွေဖြစ်ပါတယ်လူပြိုကြီးဖြစ်တတ်ပါတယ်အိမ်တော်ရှင်တွေဖြစ်နေမယ်ဆိုရင်လည်းမိမိရဲ့အမျိုးသမီးပုံမှာအာမကိုရပဲနဲ့မိမိတို့ကပဲဥစည်းဥဆောင်အစအစအရာရာတည်လို့ရတတ်ပါတယ် တော့အမျိုးသားအဓိပတိဘွားတိုက်ပွားတွေဟာအင်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြုသည့်တူထိုက်တဲ့အစွဲမှာအင်တော်ပြုမယ်ဆိုရင်စိတ်ချမ်းသာစေမှာဖြစ်ပါတယ်ပျော်ရွှင်ရမှာဖြစ်ပါတယ်အင်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေကိုရရှိစေမှာဖြစ်ပါတယ်အဲ့တော့အမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေပုတိဘွားဘေကာဘွားသားသမီးတွေကအင်တော်ကြီးနဲ့ပတ်သက်ပြီးတော့စောစောစီစီငငယ်ရွယ်ရွယ်နဲ့အင်တော်ကြတတ်ပါတယ်အင်တော်ကြီးကံနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်အမှားတွေကို ချမိတတ်ပါတယ်။အိမ်တော်သက်နုနုမှာကွဲတတ်ပါတယ်။ငငယ်ရွယ်တဲ့အိမ်တော်ကြားမယ်ဆိုရင်အိမ်တော်သက်နုနုမှာကွဲတတ်ပါတယ်။မိသည့်နေသားမျိုးစုံမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေပုတိပွားဘင်္ဂါဘာသားမိတွေကအသက်ကြီးမှအိမ်တော်ပြုလေကောင်းလေဖြစ်ပါတယ်။အဲ့တော့အိမ်တော်ရှင်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေ အိမ်တော်ပြုတ်မဲ့သူတွေဟာအိမ်တော်ကြီးဒုက္ခကိုအပြေဝရရှိစေဖို့အတွက်ကျွန်မပြောထားတယ်မောင်တထမ်းမယ်တွေရဲ့ဖြစ်စီမှာတပ်ပကြီးကားကိုချိန်ဆွဲခြင်းအဖြစ်လဲအိမ်တော်ကြီးဒုက္ခတွေကိုအပြေဝရရှိစေမှာဖြစ်ပါတယ်2025မှာခေါ်တဲ့အတောင်းမီတွေအိမ်တော်ကြီးဒုက္ခတွေအပြေဝရရှိနိုင်ကြပါစေ။